အလုတ်တစ်ဖက်နဲ့အိရှင်မကြီးတပတ်စာဈေးဝယ်ကြတဲ့အခါမှာကြုံရတဲ့ပြဿနာကအသေးအနှံဟင်းသီးဟိရွက်တွေအတရှိမခံတာပဲဖြစ်ပါတယ်။ဗလနာစာတော့လက်ဆက်နေပေမဲ့ခံတဲ့တလောက်တောင်မခံမဲနဲ့စွန့်ပြလိုက်ရတာတွေကတိတ်နှမျိုးကောင်းပါရဲ့။ဒီလိုမဖြစ်အောင်လို့ဘလို့စားကြတွေကိုတူတူမထားတဲ့အောင်လဲဆိုတာကိုဒီလိုလေးတက်မှာပြပြပေးထားမှာပဲဖြစ်ပါရဲ့ရှင်။ဗီဒီယိုလေးမစခင်မှာညီမတို့ရဲ့ channel လေးကို subscribe လုပ်ရသေးရင် subscribe လုပ်ပြီးတော့အေးနာလို့ဒီပဲလို့လည်းလိုက်ပေးပါအောင်ရှင်။ ပထမတစ်မျိုးကတော့တခွားတီကိုဒေးတက်သိမ်းထားတင်ပါတယ်နော်။ခရမ်းချင်စီငပြောစီဖရဲတိလိုလိုမျိုးအတီးတွေကရေမဲ့စီတဲ့တတိရှိတဲ့အသလင်း gas ကိုထုတ်ပြီးလို့အမဲ့လုံရင်ပုတ်လွယ်ပါတယ်။တခွားတီကအဲ့ဒီအသလင်း gas ကိုလုံးဝမခံနိုင်တဲ့အတွက်တီးတက်ပဲသိမ်းစီတင်ပါတယ်။ရေခွေးတင်လာတဲ့ထဲမှာဆိုရင်တခြားအသီးနံတွေလည်းမရောပဲနဲ့အေးဒါမှမဟုတ်ဘူးနဲ့ခွဲပြီးတော့ထည့်ထားတင်ပါတယ်ရှင်။နောက်တစ်မျိုးကတော့ရှေဖီယုံလေးတွေကိုပန်းသီးနဲ့အတူမထားပါနဲ့။ရှေဖီယုံလေးကအထားခံတာမှန်ပေမဲ့ပန်းသီးတက်တော့လီယိုနဲ့ တူမထားသင့်ပါဘူးအဲ့ဒီအသီးတွေကဖေုံသေးကိုမြင်မြန်ဝါမှဲ့စီပြီးတော့ပုတ်လွယ်စေပါရဲ့ရှင်နောက်တစ်မျိုးကတော့ဥမှန်သမ ्या ကိုအိတ်နဲ့ထဲပါနော်မုံလာဦးနီကျဲ့တော်နီတို့လိုမျိုးမြေကြီးထဲမှာဥတဲ့ဟင်းသင်းဟင်းရွက်တွေကိုအာဟာရဓာတ်တွေမဆုံးရှုံးအောင်လို့သိသိသင့်ပါရဲ့ဒီလိုမျိုးမဆုံးရှုံးအောင်ဆိုရင်သူတို့ကိုအေးပြီးတော့ဆိုထိုင်းနဲ့အရေးသင့်ပါပဲသိသိသင့်ပါရဲ့အကောင်းဆုံးကတော့ဆက်ကူအိတ်ဒါမှမဟုတ်ဆက်ကူနဲ့ပတ်ပြီးတော့သိမ့်ဖို့ပါပဲရေခဲတရတဲ့ထဲမှာဆိုရင်လည်းပလတ်စတစ်အိတ်နဲ့လုံအောင်ထည့်ဖို့လိုအပ်ပါရဲ့ရှင်နောက်တစ်ချက်ကတော့베리디리ဆိုရင်စေးကြောပါ ါနော် strawberry ဒီဝင်လာရင်ဒီတိုင်းထားတတ်ကြပါရဲ့အပြင်မှာပဲဖြစ်ဖြစ်စီကဲသေးတာတွေမှာပဲဖြစ်ဖြစ်ဝင်လာရဲ့ပါခင်အတိုင်းထားတတ်ကြပါရဲ့ဒါပေမဲ့ berry ဒီတွေကမှုတက်လွယ်တာပုတ်လွယ်တာမှုရေးစေးထားလို့ရလည်းမဖြစ်ဘူးလေနော်စားကဏီမှာရေးစေးကြတာများပါရဲ့ ဒါကြောင့်ဘလို့သိစီရမလဲဆိုရင်တော့ဗီနီဂါပကံလုံးတစ်လုံးစာဟိုရေပကံလုံးသုံးလုံးနဲ့ရောပြီးတော့အသီးတွေအမြန်ထည့်စီပါချက်စင်ဆက်ပြီးရနဲ့စကားနဲ့စစ်ပါပြီးရင်တော့တ िश ူလေးနဲ့တက်နိုင်တဲ့လောက်ရှေးကိုဆုပ်အောင်လို့တို့တော့ဝေးပါအသီးတွေစုံမနေတော့ဆိုရင်တော့လေပေါက်ရှိတဲ့ဘူးတစ်ခုလေးထည့်ထားတာဒါမှမဟုတ်ဘူးကိုအဖုံးဟာထားပြီးတော့တင်းပေးလို့ရပါရဲ့ရှင်နောက်တစ်မျိုးကတော့ငပြိုးသီးကိုတီးတန့်ခွဲထားပါနော်ငပြိုးသီးဆိုတာကမှဲ့ပြီဆိုရင်တပြိုင်လုံးတပြိုင်လေးမှဲ့တဲ့တောင်မှတဝက်လောက်ပဲစားလိုက်ရပြီးတော့ကျန်တာပြစ်လိုက်ရတာမျိုးကြီးကျူးက ြံပါပါဒီပြဿနာကိုဖြေရှင်းဖို့ကငပြောသီးတွေကိုစားနိုင်သလောက်ပဲအပြင်မှာထားအမဲခံပြီးတော့ကြံနာတော့ရေစဲတင်တာတွေတင်စီတင်ပါတယ်တင်းတဲ့အခါမှာလည်းအညာကိုတိတ်နဲ့အထက်ထက်ပတ်ပြီးတော့ကတ်ထားမယ်ဆိုရင်ပိုခံပါတယ်တခုတိထားမှာတော့ဆေးမထိထားတဲ့ငပြောသီးဖြစ်ဖို့တော့လိုအပ်ပါရဲ့နော်နောက်တစ်မျိုးကကျွတ်တူနီနဲ့အာလူတွေကိုရောမထားပါနဲ့မိဖို့ကြောင့်မှတိတ်ချကြတဲ့အခါမှာကျွတ်တူချင်းနဲ့အာလူထည့်လာမျိုးတွေလုပ်ကြပါတယ်ဒီလိုမျိုးမလုပ်ပါနဲ့နော် စစ်တုံကြောင့်အာလူတွေကိုပြည့်စည်စေနိုင်လို့ပဲဖြစ်ပါရဲ့ရှင်။နောက်ဆုံးတစ်မျိုးကတော့ထောပက်သီးအမဲနဲ့ငါပြောသီးကိုအတူမထားတင်ပါဘူး။ထောပက်သီးကအစေးဆိုရင်ငါပြောသီးနဲ့အတူထားလို့ရပါတယ်။ငါပြောသီးစီကထောတဲ့ gas တွေကြောင့်အသီးကိုပိုးမဲစေတာမျိုးတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်ထောပက်သီးကမှဲ့နေပြီဆိုရင်တော့ငါပြောသီးနားမှာထားတဲ့အခါပိုပြီးပုတ်လွယ်စေနိုင်ပါရဲ့ရှင်။ဒီလောက်ဆိုရင်တော့ဘလို့စားစရာတွေကိုအတူမထားတင်လဲဆိုတော့အသိတော်တော်ပြီလို့ထင်ပါရဲ့။ဒီမိုင်းပြိုလို့အဆုံးကြီးကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါရဲ့ရှင်။နောက်ဗီဒီယိုဒီမှာပြန်တွေ့ကြမယ်နော်။